ထိုင်းနိုင်ငံတောင်ပိုင်းစုံခလာခရိုင်ဟိုင်အိုင်မြို့ကရေဘေးသစ်မြန်မာရွှေပြောင်းတွေအနေနဲ့စောင်းစိမ့်လို့တီးကြတယ်မြေသူမြေဝါဖြစ်ကြောင်းတတ်သိခံလက်မှတ် CI စောက်တွေကိုနီးစက်ရစခန်းတွေမှာတောလုံနိုင်တယ်လို့ဗန်ကောက်မြို့မှာရှိတဲ့မြန်မာအလို့သမားတန်ရရှိယုံကသတင်းထုတ်ပြန်ပါတယ်ဟိုင်အိုင်မြို့နယ်မှာနိုဝင်ဘာလနောက်ဆုံးပတ်အတွင်းစံချိန်တင်ရေးကြီးခဲ့တာကြောင့်အဲ့ဒီဒေသမှာရှိတဲ့ရေဘေးသစ်မြန်မာရွှေပြောင်းအလို့သမားတွေအနေနဲ့ CI စောက်ပျောက်ဆုံးပျက်စီးခြင်းတွေရှိပါကား နီးစက်ရာစီရင်စခန်းတွေမှာပြန်လည်ထုတ်ပေးသွားမယ်လို့ဆိုပါရယ်စီရင်ဆောက်ပျောက်ဆုံးပျက်စီးခြင်းများအပြင်စီရင်ဆောက်အတွက်ပေးသွင်းထားသူတွေအနေနဲ့စမှုစခွန်စမှုပရာကန်ချင်းမိုင်းစရတ်ဌာနီမျိုးတွေမှာရှိတဲ့စီရင်ထုတ်ပေးရေးစခန်း၄ခုနဲ့ကရာဘီမျိုးရှိ Mobile Unit Center မှာရှောက်ထားနိုင်ပြီးအချက်လက်တွေကိုစီစစ်ကပြန်ထုတ်ပေးသွားမယ်လို့ထုတ်ပြန်ထားပါရယ်ထိုင်းနိုင်ငံရောက်နေတဲ့အထောက်ထားမဲ့မြန်မာလူသမားတွေကိုထိုင်းအစိုးရကပန်းရောက်ကတ် ဘတ်လို့ခေါ်တဲ့ဝတ်ပါမစ်ပေးတဲ့ကတ်တွေကိုနှစ်စဉ်ပြုတ်လုပေးနေတာဖြစ်ပါတယ်။ပန်းရောင်ကတ်ဝတ်ပါမစ်ရတဲ့မြမအလုပ်သမားတွေဟာတက်တန်း၅နှစ်ရှိတဲ့ CI စာအုပ်ကိုစစ်ကော်မရှင်လက်အောက်ခံအလုပ်သမားဝင်ကြီးဌာနကထိုင်းအာဏာပိုင်တွေရဲ့ခွင့်ပြုချက်နဲ့ထိုင်းနိုင်ငံထဲမှာလာရောက်ဖွင့်လှစ်စာအုပ်ထုတ်ပေးတာဖြစ်ပါတယ်။ CI စာအုပ်နဲ့ထိုင်းနိုင်ငံအတွင်းမှာခရိုင်89ခုလုံးကိုရွှေ့ပြောင်းသွားလာနိုင်တာလည်းဖြစ်ပါတယ်။အလုပ်သမားရေးဆောင်ရွက်နေသူတွေကတော့ CI စာအုပ်လုတ်เสียမလို့ပဲ ထိုင်းလုံတမဝင်ကြီးဌာနကိုရှောက်ထားရပြီးဝင်ကြီးဌာနကထုတ်ပေးတဲ့ပန်းရောင်ကတ်တစ်ခုတည်းနဲ့သာမြမရွှေပြောင်းလုံသားတွေထိုင်းနိုင်ငံနဲ့နေထိုင်သွားလာအလုပ်လုပ်ခွင့်ရဖို့တောင်းဆိုနေကြပါဗျ။